်မင်္ဂလာညချမ်းပါရှင်လေဘဲရုတ်တန့်ရဲ့ညပိုင်းသတင်းဒါရိုက်ထုတ်လွှင့်မှုကိုပြန်လည်ပြီးတော့စတင်ပါရမယ်အွန်လိုင်းလိမ်လည်သည့်နိုင်ငံသားများဤ69တသမ5ရာခိုင်နှုန်းခန့်သည်တစ်ဖက်နိုင်ငံကနေတဆင့်မြန်မာနိုင်ငံတဲကိုကူပြောင်းရောက်ရှိလာခြင်းဖြစ်ဟုအမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီပြောရေးဆိုခွင့်ရှိသူဆိုတဲ့သတင်းရွှေကောက်ကုန်းနယ်မြေအတွင်းတရားမှုဝင်ဝင်ရောက်လာသည့်ပြည်ပနိုင်ငံသား346ဦးထပ်မံထိန်းသိမ်းခဲ့ပြီး ဇန်နဝါရီလ30ရက်မှနိုဝင်ဘာ16ရက်အထိတရားမဝင်ဝင်ရောက်လာသည့်ပြည်ပနိုင်ငံသားစုစုပေါင်း11186ဦးရှိဆိုတဲ့သတင်းတနင်္သာရီတိုင်းဒေသကြီးကျွန်းစုမြို့တွင်တက္ကသိုလ်ကျောင်းသားကျောင်းသူ21ဦးကြိုတင်မဲပေးဆိုတဲ့သတင်းသမရနီကိုလတ်မာဒူရို၏အစိုးရကိုဝေဖန်ခဲ့သည့်အမျိုးသမီးအားဗင်နီဇွဲလားတရားရုံးကထောင်နှစ်30ချမှတ်ဆိုတဲ့သတင်းအေဂျီလမောင်စပွန်ဆာနဲ့အာဆင်နယ်လမ်းခွဲမယ်ဆိုတဲ့သတင်း စတဲ့သတင်းတွေကိုတင်ဆက်ပေးမှာပါ။ဥဆုံးနေတယ်။ online လိုင်လေသည့်နိုင်ငံသားများဤ69တသမ500ခန့်ခန့်သည်တဖက်နိုင်ငံကနေတဆင့်မြန်မာနိုင်ငံတဲကိုကူးပြောင်းရောက်ရှိလာခြင်းဖြစ်ဟုအမျိုးသားကာကွယ်ရေးနှင့်အလုံးစုံရေးကောင်စီပြောရေးဆိုခွင့်ရှိသူဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နယ်မြေငိမ်းချလာတာနဲ့အမျှနယ်မြေစုံမှုရေးနယ်မြေရှင်းလင်းရေးတွေလုပ်ပြီး online လိုင်လေမှုအမြင့်ပြတ်ပပျောက်ရေးအတွက်ဆောင်ရွက်နေကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီပြောရေးဆိုခွင့်ရှိသူဗိုလ်ချုပ်စောမင်းထွန်းကပြောပါရယ်။မြရီဒေတာမှာပြုလုပ်နေတဲ့ online လိန်လဲလောင်းကစားမှုတိုက်ဖြတ်ချိန်မုံနေမှုတွေ နိုင်ငံတကာနဲ့ပူးပေါင်းဆောင်ရွက်နေမှုတွေနဲ့ပတ်သက်ပြီးပြောကြားရမှာအမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီပြောရေးဆိုခွင့်ရှိသူဗိုလ်ချုပ်စောမင်းထွန်းကအထက်ပါအတိုင်းထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။အဆိုပါနေမြေမှာတရားမဝင်ရောက်ရှိလာတဲ့နိုင်ငံသားတွေကိုစစ်ဆေးပြီးဖြစ်ကြောင်းတချို့သောစစ်ဆေးချက်မှတ်တမ်းတွေကိုမီဒီယာတွေမိဘပြည်သူတွေသိအောင်ထုတ်ပြန်ပြောကြားလိုက်ကြောင်းနဲ့ဒီထုတ်ပြန်ပြောကြားချက်ကိုကြည်ပါက၎င်းတို့မြေသိနေရကရောက်လာတယ်။မြေသိအရာတွေလုတ်ခဲ့တယ်ဆိုတာကိုအထင်ရှားသိနိုင်မှာဖြစ်ကြောင်းဗိုလ်ချုပ်စောမင်းထွန်းကပြောပါရယ်။ ကျွန်တော်တို့ခုနပြောတဲ့နေရာသုံးခု KK Pub ရွှေကုတ်ကိုကြောက်ခတ်ဒေတာ ဒီနေရာတွေရဲ့အခြေခံလူနေထိုင်မှုရှေးလျှက်စင်ပြီးဆက်သွယ်ရေးစရာတွေကတဖက်နိုင်ငံကနေရရှိနေတာဖြစ်ပါတယ်။ဒါနဲ့ပတ်သက်ပြီးလဲကန့်ကွက်လို့တဖက်နိုင်ငံကပိုးပေါင်းဆောင်ရွက်မှုတွေပြုလုပ်ခဲ့ပြီးပိတ်ပင်နာမျိုးတွေဆောင်ရွက်ခဲ့တာမျိုးရှိပါတယ်။ကျွန်တော်တို့အနေနဲ့ပထမဦးနေမြေစိုးမိုးရေးရှင်းလင်းရေးလုပ်ခဲ့တဲ့ KK Park လို့နေမြေမျိုးမှာပြန်လဲပြီး online လောင်းကစားမှုတွေအခြေမချနိုင်မှုအတွက်အဲ့ဒီမှာရှိနေတဲ့အဆောက်အုံတွေကိုကျွန်တော်တို့တရားရဂိုင်းတော့ဖြည့်ဆည်းနိုင်အောင်ဆောင်ရွက်ခဲ့တယ်လို့ပြောပါရတယ်။ အဲ့ဒီကိုရရှိလာတဲ့ online လေနေတဲ့နိုင်ငံသားတွေဟာ69တသမ500ဂိုင်းနှုန်းလောက်ကတဖက်နိုင်ငံကနေတဆင့်မြန်မာနိုင်ငံထဲကိုကိုးပြောင်းရောက်ရှိလာတာဖြစ်ပါတယ်။အဲ့ဒီနေ့မြန်မာ2021ခုနှစ်နောက်ပိုင်းမှာတိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးတော့မြောက်ရီမြို့နဲ့အလန်းကွာဝေးတဲ့ခုနကနေမြေတွေမှာတိုင်းရင်းသားလက်နက်ကိုင် EAO KNU KNLA အဖွဲ့ပြီးရင် SCA စာချုပ်လက်မှတ်ရေးထိုးထားတဲ့တချို့သော EAO အဖွဲ့တွေ ပြီးရင်နေကြားဆောင်တပ်ဖွဲ့အမေရိကန်တပ်ဖွဲ့တွေဝင်ရောက်လုကင်နေတာဖြစ်ပါတယ်။အဲ့ဒီသူတွေကိုပဲချင်းကပ်ပြီးတော့ကိုကျိုးရှာစီးပွားရေးတမားတွေကအဲ့ဒီလူတွေနဲ့ဆက်ဆက်ပြီးတော့ဒီလုပ်ငန်းတွေကိုလှုပ်ဆောင်နေတာဖြစ်ပါတယ်လို့၎င်းကပြောကြားခဲ့ပါတယ်။ဆက်လက်ပြီးရွှေကောက်ကုန်းမြေအတွင်းတရားမဝင်ဝင်ရောက်လာသည့်ပြည်ပနိုင်ငံသား346ဦးထပ်မံထိန်းသိမ်းခဲ့ပြီးဇန်နဝါရီလ30ရက်မှနိုဝင်ဘာ19ရက်အထိ တရားမဝင်ရောက်လာသည့်ပြည်ပနိုင်ငံသားစုစုပေါင်း11186ဦးရှိဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရွှေကောက်ကုန်းနယ်မြေအတွင်းတရားမဝင်ဝင်ရောက်လာတဲ့ပြည်ပနိုင်ငံသား346ဦးထပ်မံထိန်းသိမ်းခဲ့ပြီးဇန်နဝါရီလ30ရက်ကနေနိုဝင်ဘာ19ရက်အထိတရားမဝင်ဝင်ရောက်လာတဲ့ပြည်ပနိုင်ငံသားစုစုပေါင်း11186ဦးရှိတယ်လို့သိရပါတယ် ဖော်ထုတ်ထိမ့်သိမ်းနိုင်ခဲ့တဲ့ပြည်ပနိုင်ငံသား346ဦးကိုမြောက်ရီမြို့နယ်ပူလဲပူကျေးရွာအုပ်စုရွှေကုတ်ကိုမြိုင်ကျေးရွာအတွင် လုံထင်းဝင်းမှရှိတဲ့အဆောက်အဦမှထိမ့်သိမ်းထားရှိပြီးတရားမဝင်ပြည်ပနိုင်ငံသားစစ်စေးအဖွဲ့ကစစ်ဆေးခဲ့ရာပြည်ပနိုင်ငံသား200ကိုစစ်ဆေးနိုင်ခဲ့ပြီးသက်ဆိုင်ရာနိုင်ငံတွေကိုအမြန်ဆုံးပြန်လည်လွှဲပြောင်းနိုင်ရေးဆောင်ရွက်ခဲ့တယ်လို့သိရပါဗျာ။ 2025ခုနှစ်ဇန်နဝါရီ30ရက်ကနေနိုဝင်ဘာ19ရက်အထိမြန်မာနိုင်ငံအတွင်းကိုတရားမဝင်ဝင်ရောက်လာတဲ့ပြည်ပနိုင်ငံသားစုစုပေါင်း11186ဦးထိန်းသိမ်းနိုင်ခဲ့ပြီး11040ဦးကိုစစ်ဆေးခဲ့ကာ၎င်းတို့အနက်998ဦးကိုထိုင်းနိုင်ငံကနေတဆင့်သက်ဆိုင်ရာနိုင်ငံတွေကိုဥပဒေလုံထုံးလုံနည်းတွေနဲ့အညီစနစ်တကျပြင်းထန်လွှဲပြောင်းပေးခဲ့ပြီးကျန်ရှိတဲ့ပြည်ပနိုင်ငံသား1200ဦးကို သက်ဆိုင်ရာနိုင်ငံတွေကိုလှည့်ပြောင်းပေးဖို့အသင်းဖြစ်နေပြီဖြစ်ကြောင်းနဲ့၎င်းတို့ကိုကောင်းမွန်စွာထိန်းသိမ်းဆောက်ရှောက်ထားရလို့သိရပါတယ်။တနင်္လာရီတိုင်းဒေသကြီးကျွန်းစုမြို့တွင်တက္ကသိုလ်ကျောင်းသားကျောင်းသူ22ဦးကြိုတင်မဲပေးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။တနင်္လာရီတိုင်းဒေသကြီးကျွန်းစုမြို့မှာတက္ကသိုလ်ကျောင်းသားကျောင်းသူ22ဦးမှာနိုဝင်ဘာ19ရက်ကကြိုတင်ဆန္ဒမဲပေးခဲ့ကြောင်းသိရပါဗျ။ ကျွန်းစုမြို့နယ်အမတ်တရက်ကွက်ဘိုးကျုံလမ်းမှာရှိတဲ့အမတ်တရက်ကွက် အုပ်ချုပ်ရေးမှူးရုံးမှာကျွန်းစုမြို့နယ်အတွင်းနေထိုင်ပြီးမဲဆန္ဒနဲ့ပြင်ပကိုတွားရောက်ပြီးကြောင်းတက်မဲ့တက္ကသိုလ်ကျောင်းသား3ဦး၊ကျောင်းသူ16ဦး၊စုစုပေါင်း22ဦးတို့ကပြည်သူ့လွှတ်တော်အမျိုးသားလွှတ်တော်တိုင်းဒေသကြီးလွှတ်တော်တွေကိုကြိုတင်မဲလက်မှတ်နဲ့မဲဆန္ဒပေးတာတွေပြုလုပ်ခဲ့တယ်လို့သိရပါတယ်။တက္ကသိုလ်တက်ရောက်ကြမဲ့ကျောင်းသားကျောင်းသူတွေကြိုတင်ဆန္ဒမဲပေးမှုပြုလုပ်ခဲ့တာကိုလွှတ်တော်ကိုယ်စားလှယ်လောင်းတွေအပေါင်းဝင်တာဝန်ရှိသူစုစုပေါင်း22ဦးလာရောက်ကြည့်ရှုခဲ့တယ်လို့သိရပါတယ်။ တမရနီကိုလတ်စ်မာဒူရိုဤအစိုးရကိုဝေဖန်သည့်အမျိုးသမီးအားဗီနီဇဲလာတရားရုံးက1,300ချမှတ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဖော်ဆက်ရတဲ့အမတ်စိတ်မှာတမရနီကိုလတ်စ်မာဒူရိုအစိုးရကိုဝေဖန်ခဲ့တဲ့အတွက်အမျိုးသမီးဆရာဝန်ကိုဗီနီဇဲလာတရားရုံးကထောင်တန်းအနည်း300ချမှတ်ခဲ့တယ်လို့လူအခွင့်ရေးအုပ်စုတွေကပြောကြားခဲ့ပါတယ်။အသက်65နှစ်အရွယ်မာဂျီအိုရော့ကိုဟာ နိုင်ငံတော်သစ္စာဖောင်းမှုအမုံတရားဖြစ်အောင်လှုံ့ဆော်မှုလျှို့ဝှက်ကြံစည်မှုတွေနဲ့အမြင့်ဆုံးထောင်ဒဏ်ချမှတ်ခံရတာဖြစ်ပါတယ်။မာဂျီအိုရော်ကိုပြောတဲ့ဇကားတွေဟာသစ္စာမေးရကြတဲ့လူအတိုက်အဝန်ခေါင်းဆောင်တွေကတရင်ပို့ခဲ့ပြီးတဲ့နောက်တရားရုံးကသူ့ကိုထောင်ဒဏ်အနှစ်30ချမှတ်လိုက်တာဖြစ်ပါတယ်။အဆိုပါအသံ message မှာပါဝင်တဲ့အကြောင်းအရာတွေကိုတော့လက်ကောင်း ဘသူထံကိုပို့တယ်လဲဆိုတာကိုတော့၎င်းမသိရဘူးလို့သိရပါတယ်။သူက2024ခုနှစ်ဩဂုတ်လထဲမှာဗင်နီဇွဲလားအနောက်ပိုင်းမှာရှိတဲ့ဆန်ဝမ်ဒီကိုလွန်မြို့မှာဖမ်းဆီးခဲ့တာဖြစ်ပါတယ်။မာဒူရိုပြန်လည်ရွေးကောက်ခံရတဲ့အတွက်ဗင်နီဇွဲလားမှာနိုင်ငံရေးအကြက်တဲပေါ်ပေါက်နေချိန်မှာသူဟာဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။ရွေးကောက်ပွဲဟာမတမာမှုတွေရှိခဲ့တယ်လို့အတိုက်ခံတွေကဆွဆဲထားပါတယ်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့အေဂျင်လမောင်စပွန်ဆာ Visit Renter နဲ့ Arsenal လမ်းခွဲမဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အာဆင်နယ်အသင်းက2018ခုနှစ်ကစတင်ပြီးအင်ဂျီလက်မောင်းစပွန်ဆာရယူထားတဲ့ Visit Runner နဲ့လမ်းခွဲတော့မယ်လို့သိရပါဗျ။ယဝန္ဒခင်းတွန်းလာရေးဝန်ကြီးဌာနကအာဆင်နယ်အသင်းနဲ့ပေါင်ဆယ်တန်းတန်သုံးနှစ်စာချုပ်ချုပ်ဆိုခဲ့ပြီးတဲ့နောက်ပိုင်းမှာ2026ဇွန်လအထိတက်တန်းတူမြင့်ခဲ့ပါဗျ။ဒါပေမဲ့ယဝန္တာနိုင်ငံရဲ့စီးရေးကူညီမှုတွေကြောင့်ဒီယာကွန်ကိုနိုင်ငံရဲ့ပြည်ရင်းဆက်ပုံမကြီးမှလာချိန်မှာစပွန်ဆာယူထားတဲ့အာဆင်နယ်အသင်းလည်းအကြီးအကျယ်ဝေဖန်ခံလာရပါတယ်။ တရားကုန်းကိုအစိုးရနဲ့ပြရင်းစစ်ဖြစ်နေတဲ့ M23 ပုံကန်သူတွေကိုရဝန္ဒာအစိုးရကလက်နက်ခဲယက်နဲ့စစ်အင်အားကူညီပေးနေတာဖြစ်ပါတယ်။ရဝန္ဒာနိုင်ငံရဲ့စီးရဲအကူအညီကြောင့်တရားကုန်းကိုပြရင်းစစ်ကအဆုံးမတတ်နိုင်မဲ့အပြည့်အစုံအဆုံးရှုံးများနေခဲ့ပါတယ်။ Visit ရဝန္ဒာအမှတ်တံဆိုင်နဲ့စပွန်ဆာရယူထားတဲ့အသင်းတွေနဲ့ PSG, Bayern Munich တို့လည်းပါဝင်နေပြီးဖိုင်မြို့နယ်အသင်းကတော့ဝေဖန်မှုတွေကြောင့်စပွန်ဆာစာချုပ်ဖျက်သိမ်းခဲ့ပါတယ်။ အာဆင်နယ်ပရိသတ်တချို့ကတော့အာဆင်နယ်အသင်းဟာငွေရမယ်ဆိုရင်ခါသီးတဲ့မြို့ကန်ပြိုင်ဘက်စပါအသင်းစီကနေလဲစပွန်ဆာယူမဲ့အသင်းဆိုပြီးလှောင်ပြောင်းနေပါတယ်လဘရုတ်တရဲ့နိုဝင်ဘာလ20ရက်နေ့ညပိုင်းသတင်းတွေကိုတိုက်ထုတ်လွှင့်ပေးခဲ့တာပါ။ကြီးစုနားစစ်ပေးကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရစေ။အေဂျင့်နဲ့ညကလေးဖြစ်ကြပါသေးရှင်။